တော် element တင်းလာဟလားမင်္ဂလာပါအမရေအမလုပ်နေတဲ့လုပ်ငန်းတွေနဲ့ကျရဲ့လုပ်ငန်းတွေနဲ့လည်းနည်းနည်းလေးမှအဆက်မရှိဘူးပေါ့ဘယ်သူကိုပြောတယ်ဆိုတာနားထောင်နေတဲ့သူတွေကလည်းသိတယ်အမရေအဲတိုက်ရင်ကန်ဆယ်မဲတိမ့်တောင်းနဲ့ချီတဲ့ကန်ဆယ်မဲကိုမပေးတာလိမ့်နေတာဆိုပြီးတော့ပြောသွားတယ်ကြအမပါလေးအကျိုးထူသွားလဲအမကိုကျမအွန်လိုင်းကနေတရားဝင်အတိပေးတာပါရှင့်အမဒါမှဒါလည်းမသိတဲ့သူတွေလူတိုင်းကအသိပညာတပြေးတည်းရှိနေတာမဟုတ်ဘူးသိတဲ့သူတွေသိသွားမယ်နားမလဲတဲ့သူတွေနားလဲသွားမယ် ားလုံးမင်္ဂလာမျိုးရီ Emoji YouTube Channel ကျေးဇူးလိုက်ပါတယ်ဒီရက်တစ်ဆက်ပေးမဲ့တင်ကလိုင်းမုံမှာပွဲဖြစ်နေတဲ့ဆီယမ်အီအစ်တင်ကိုနဲ့ဆီယမ်အီအလမတင်ရဲ့ပွဲအိမ်မဲတွေကားမဲတွေစုမဲတွေမဲဖောက်ပြီးတော့လိန်ပြေးနေရဆိုတဲ့အကြောင်းကဆီယမ်အီအမုံတင်ကတဲ့ပြိုးလို့ပေါ့နော်ဒီနေ့မှလည်းဒါဆီယမ်အီအစ်တင်ကိုကဆီယမ်အီအမုံတင်ကိုအပြည့်ပြောလိုက်တဲ့ရုပ်သက်ပြီးဖွင့်မှတ်တမ်းလေးကိုဒီဆက်ပေးတတ်ပြီးတော့မှဖြစ်ပါတယ်ဒါမှမက်ဆေ့မျိုးလည်းတိအောင်လို့ဒီတင်လေးကိုလာရောက်ပြီးတော့မျှဝေဒီဆက်ပလဲကြည့်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်အပြည့်ဖန်လေးကိုဆုံးလိုက်လည်းပဲကြည့်ရှုပေးဖို့ဖိတ်ခွင့်ချင်ပါတယ်ဒါဆိုတော့ကျွန်တော်အပြည့်ဖန်လေးကိုဒူလိုက်ကြည့်ရအောင် မင်္ဂလာပါရှင်ဒေါ်အလမွန်တင်းလားဟလားနာမည်ကဟုတ်မထင်နေမင်္ဂလာပါအမရေအမနဲ့ကျမနဲ့ကလူမှုရေးပတ်သက်မှုလည်းမရှိဘူးစီးပွားရေးပတ်သက်မှုလည်းမရှိဘူးတနည်းအားဖြင့်ပြောရမယ်ဆိုရင်အမလုပ်နေတဲ့လုပ်ငန်းတွေနဲ့ကျမရဲ့လုပ်ငန်းတွေနဲ့လည်းနည်းနည်းလေးမှအဆက်မှုမရှိဘူးပေါ့နော်အမနော်လုပ်ငန်းချင်းလည်းမတူဘူးပေါ့နော်အမအဲ့တော့အမအနေနဲ့က အော်ပေါ့နော်ကျမကိုအအမြဲတမ်းပေါ့အမြဲတမ်းဆိုတာအမကိုအမသိမှာပါနော်အမကိုအမသိမှာပါအမအနေနဲ့ကတော့ကျမကိုနာမည်တက်ပြီးပြောဆိုခဲ့တာမဟုတ်ဘူးလို့ညင်းမှာပေါ့ဒါပေမဲ့အမပြောလိုက်တဲ့စကားလုံးကဘယ်သူကိုပြောတယ်ဆိုတာအမကိုအမလည်းသိတယ်လို့နားထောင်နေတဲ့သူတွေကလည်းသိတယ်အမကြီးနော်အမရည်ရွယ်ချက်ရှိရှိနဲ့နော်ထိခိုက်ပျက်စီးအောင်လူတယောက်ရဲ့ ပေါ့နော်လုပ်ငန်းခွင် ထိခိုက်ပျက်စီးအောင်ရည်ရွယ်ချက်ရှိရှိနဲ့အမပြောလိုက်တဲ့စကားလုံးကနာမည်ရာတက်မပြောတာဘယ်သူကိုပြောတယ်ဆိုတာရည်ရွယ်ချက်ရှိရှိနဲ့အမပြောခဲ့တာကဲတဲဆော်ပြီနော်ပထမတစ်ကြိမ်တော့ပထမတစ်ကြိမ်အမအဲကျမကိုအမပြောတာဆိုသုံးစိတ်ရှိသွားပြီနာမည်တော့မထည့်ပြောသွားဘူးအမကျမနာမည်တော့မထည့်ဘူးဒါပေမဲ့သုံးစိတ်ရှိပြီးအမပြောသွားတာပထမတစ်ကြိမ်တော့ကျမသားလက်လေးနဲ့ပတ်သက်ပြီးတော့ကိစ္စတော့ကလည်းအမ ဝင်ပြီးတော့အမပြောဘူးတယ်ဒုတိယတစ်ချိန်မှာလည်းเนาะအမကိုအမကတော့ရက်ွက်တည်းရအစ်စ်မဟုတ်ဘူးเนาะအဲကျမတို့လိုရက်ွက်တည်းရအစ်စ်မျိုးပြောเสียရလားဆိုပြီးတော့အမအမကိုအမအမွန်တင်ပြီးပြောသွားတယ်အဲအခုတတိယတစ်ချိန်မှာလဲပေါ့เนาะအဲတိုက်ရင်ကန်ဆယ်မဲတိမ့်တောင်းနဲ့ချီတဲ့ကန်ဆယ်မဲကိုမပေးတာလိမ့်နေတာဆိုပြီးတော့အမပြောသွားတယ် ဒါဟာဒါတွေဟာခြုံငုံပြီးပြောလိုက်မယ်ဆိုရင်အမကကျွန်မနာမည်တော့ထည့်တော့မပြောပါဘူးနင်အမကပြောလိုက်မယ်နင်အနာရှိရင်ဆက်ပေါ်လို့ပြောလိုက်မယ်ကျွန်မအနာရှိလို့ဆက်တာမဟုတ်ဘူးအမအမကအဲဘောနော်လူတစ်ဖက်သားဟုံဘောနော်ကိုနဲ့လုပ်ငန်းနဲ့မတူကျွန်မအကြောင်းလည်းအမအကုန်သိတာမဟုတ်ဘဲနဲ့အမလက်လွတ်စပယ်တွေမပြောပါနဲ့လက်လွတ်စပယ်တွေမပြောပါနဲ့အဲ့ဒီလိုလက်လွတ်စပယ်ပြောခြင်းအားဖြင့်အမအတွက်ပါအကျိုးထူးသွားလေ နော်ကျမနဲ့ပတ်သက်ပြီးတော့အမလက်လွတ်စပယ်တွေပြောခြင်းအားဖြင့်အမဘာတွေအကျိုးထူသွားလဲနော်အဲ့တော့အမအနေနဲ့ပေါ့နော်အာနောက်နောက်ပေါ့နော်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကမှစကားတွေကိုထည့်မပြောပါနဲ့လို့အမကိုကျမအွန်လိုင်းကနေတရားဝင်အတိပေးတာပါရှင့်အမအွန်လိုင်းမှာပြောထားတာဖြစ်တဲ့အတွက်မလို့ကျမလည်းတရားဝင်အွန်လိုင်းကနေအတိပေးတာဖြစ်ပါတယ်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကိုမစူပေါ်တော့အမကျမနာမည် ျမနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုထည့်မပြောပါနဲ့အမအမကိုအတိပေးတာနော်တတိပေးတာမဟုတ်ဘူးကွဲပြားတယ်နော်အမအမပညာတက်တယ်မလားအမပညာတက်စေစဉ်းစားနိုင်ပါပါကျမပြောတဲ့စကားကိုစစ်စစ်တင်ပါတယ်အမဝဲလှနေပြီနော်ငေတော့ကတော့လူတိုင်းလှတာပဲဟုတ်တယ်လားငေတော့ကလူတိုင်းလှတာပဲတို့တွေလေတို့တွေငငယ်တုန်းကအသက်20ကျော်လောက်တုန်းကအခုသမီးတို့တွေနော်ညီတို့မလီဖွားကြီးဘလို့ပုံကြီးလဲညာလို့ပုံကြီးလဲပြောတဲ့သမီးတွေထက်မယွော့တဲ့အလှနဲ့လှခဲ့တယ် เนาะအဲတိလာတို့တွေငယ်စဉ်တုန်းကလေအခုအသက်50နာနီးတာတောင်မှပဲဒီမှာဒီလိုဝတ်စုံမျိုးတွေဝတ်လို့ရနေသေးတယ်ဆိုတာကခန္ဓာကိုယ်အချိုးအစ်ပြည့်ပြည့်မှဝတ်လို့ရတာအသက်50နာနီးနေတဲ့အဖွားကြီးဖြစ်နေပြီအသက်50ဆိုတာအဖွားကြီးဖြစ်နေပြီနော်ဒီလိုမျိုးအသက်50အဲ့တော့တမီးတို့ကအသက်20ကျော်လောက်လေးနဲ့အမလေးဘလူပုံကြီးလဲဟိုလိုပုံကြီးလားဒီလိုပုံကြီးလားဆိုတော့တမီးတို့အသက်50ရောက်မှအဲစကားကိုပြောတိလာတမီးတို့20ကျော်နေတဲ့ဒိုးတွေ50ကျော်နေလာရှင်လိုက်လို့ရှိရင်တော့ဒိုးတွေက ရွတ်တွားရည်ရွယ်နေမှာပေါ့ဟုတ်တယ်လားအေးဒါပေမဲ့ဒိုးရီ20ကျော်လုံးကလည်းတမီးတို့ထက်မလျော့ခဲ့ဘူးเนาะအခုဒိုးရီ90ကျော်အရွယ်ကိုတမီးတို့ရောက်တော့မှအဲ့ဒီစကားပြောနိုင်အောင်ပြောဒီလိုအသက်90မှာဒီလိုကြမ်းကြမ်းမာမာလန်းလန်းဖြာဖြာဟောဒီလိုအဝိစားမျိုးတွေဝင့်နိုင်အောင်เนาะဒီလိုအဝိစားမျိုးတွေကဒီလိုကြီးတွေပူနေလဲဝင့်လို့မရအောင်ဒီလိုကြီးတွေထစ်နေလဲဝင့်လို့မရဘူးသိလားเนาะဆိုတဲ့ခါကျတော့အဲ့တော့ငွေတော့ကတော့ဟိုစပြောတယ်လို့မျိုးပဲ ဟိုမာကြီးစမ်းပြောတယ်လို့ငယ်တုန်းကတော့တရေတောင်လာတယ်ဟုတ်တယ်လားနော်ဒိုးတွေလည်းလှခဲ့တယ်ငငယ်တုန်းကနော်လှခဲ့တယ်အရန်လှခဲ့တယ်နော်ကွင်းနော်ကွင်းကွင်းမလေးတငယ်ချင်းတွေသိတယ်နော်ကွင်းဒါပေမဲ့အသက်90ဆိုတဲ့အသက်အရွယ်ကိုဒီဆဲကျော်တက်ကလေးတွေကအမလေးဘလို့ပုံကြီးလဲဟိုလိုပုံကြီးလားဒီလိုပုံကြီးလားမျက်နှာကြီးကဘလို့ကြီးလဲခန္ဓာကိုယ်ကဘလို့ကြီးလဲဆိုတာနော်အသက်90မှာလीဒီလိုမျိုးအသားအရည်မျိုး ဒီလိုမျိုးနဲ့ပြောရမှာမလီအသက်20နဲ့ရှင်တော့တို့တွေကရည်ဝဲတာပေါ့အသက်50မှာဒီလိုအသားရည်မျိုးအသက်50မှာဒီလိုခန္ဓာကိုယ်မျိုးကိုကိုတိုင်းအသက်50ရောက်မှပြောတိကမဟုတ်ဘဲနဲ့ဘလိုကြီးလဲလို့ညာလိုကြီးလဲလို့ ਨੇ မပြောနဲ့နော်တိကကားတက်တယ်နော်ဆီယမကြီး50တောင်မရောက်လိုက်ဖဲနဲ့ပုံမှန်တစ်ပါးကူးပြောင်းသွားရတဲ့သူတွေတပုံကြီးရှိတယ်ဒါကြောင့်မလို့လေ ိုလိုဖြစ်တယ်တို့ဒီလိုဖြစ်တယ်တို့တချို့ဆိုရှိသေးတယ်အမလီသွေးဆုံးကင်နေတဲ့အဖွားကြီးဖွားကြီးသွေးဆုံးကင်နေတာလားဖွားကြီးသွေးဆုံးကင်သွေးဆုံးကင်နေတော့ဘာဖြစ်လို့တော့ဘာဖြစ်လို့တော့သွေးဆုံးကင်နေတာကိုမဟုတ်ဘူးသွေးကိုဆုံးနေပြီရှင်ရောဟုတ်လားနော်အဲ့တော့သွေးဆုံးသွေးဆုံးကင်နေရလားဆိုမိန်းမတွေသွေးဆုံးကင်နေတာဆိုဘာဖြစ်လို့လာနေတာတော့ နော်သွေးဆုံးကင်နေတဲ့ဖွားကြီးသွေးဆုံးကင်နေတဲ့ဖွားကြီးဆိုတော့ဟုတ်လားဆိုတော့ဒီမိန်းမတွေကဒီယာဒီသမတာဆက်ဝင်နေတဲ့ကြောင့်မလို့ဒီလိုမျိုးမျိုးဆက်တွေပွားများပြီးတော့မှမင်းတို့မင်းတို့မင်းတို့တွေလူဖြစ်လာတာမဟုတ်ဘူးလားအဲ့ဒါကိုသွေးဆုံးကင်နေတဲ့ဖွားကြီးသွေးဆုံးကင်နေတဲ့သွေးဆုံးကင်နေတဲ့မိန်းမတွေကပြစ်မှုတစ်ခုကျူးလွန်တာကြလို့သွေးဆုံးကင်နေတဲ့ဖွားကြီးတို့လာပြောလို့ကတော့တို့ကမနာဘူးတို့ကသွေးဆုံးကင်နေတဲ့အဆင့်ကိုမဟုတ်ဘူးသွေးကိုဆုံးတဲ့အဆင့်ရောက်နေပြီเนาะ ဆိုတဲ့ခါကျတော့မနာဘူးတို့ကတော့အဲ့လိုလာမပြောနဲ့တိလားအဲ့တော့လေအမလီဘလို့ကြီးလဲမလီခနာကိုကြီးကဘလို့ယုံကြည်ရဘလို့တို့လိုအသက်အရွယ်ရောက်မှပြောတို့လိုအသက်အရွယ်မရောက်ရင်မပြောနဲ့ဟုတ်ပြီလားနော်အသက်အရွယ်တစ်ခုရောက်တော့မှဘလို့ဆိုတာကိုသိမှာတို့ကလေကိုအသက်90တို့မှစီးချိုလည်းမရှိဘူးသွေးတို့လည်းမရှိဘူးဘာမှဆွဲတောက်ရတဲ့နာရာရှည်ယောဂဘာတစ်ခုမှမရှိဘူး နော်ဘာမီတိုလေးဝတ်မယ်ဆိုလဲဘာမီတိုလေးဝတ်လို့ရသေးတယ်စကတ်တိုလေးဝတ်မယ်ဆိုလဲစကတ်တိုလေးဝတ်လို့ရသေးတယ်သိလားနော်ရှိုင်းကြီးလေးဝတ်ပြီးတော့မှဘာမီတိုလေးနဲ့သွားလဲတင့်တယ်သေးတယ်ခန္ဓာကိုယ်အချိုးဆက်ရှိနေသေးတယ်အေးဒါပေမဲ့လူငယ်ဆယ်ကျော်တက်ကလေးတွေလို့တခါလေခြားတိတ်မလေးတွေလို့မျိုးတော့ဘယ်လှတော့မလဲဒါပေမဲ့ကို့အသက်အရွယ်တန်းထဲမှာတော့ကိုက အများကြီးတင်ကြံနေသေးတယ်လို့ပြောလို့ရသေးတယ်နော်အဲ့တော့ဒီအသက်အရွယ်ရောက်မှာ ဒီလိုစကားကိုပြောဒီအသက်ရွယ်မရောက်မချင်းငယ်တုန်းကတော့လာပြီးတော့မှလူကြီးတွေကိုလှမ်းပြီးတော့မှအသက်ကြီးတဲ့သူတွေကိုမလေးဘလို့တော့ပဲချမ်းသာလို့မပြောနဲ့အေးအသက်ကြီးတဲ့သူတွေအရွယ်ကိုရောက်တော့မှအော်လို့ပြောအမလေးနော်ဟိုအနှစ်20တွေအနှစ်30တွေမပြောနဲ့၄5နှစ်အတွင်းမှာတော့မှခန္ဓာကိုယ်တွေကနော်ပြောင်းလဲသွားတဲ့ဖြစ်စဉ်တွေကအများကြီးရှိတာတိလားဒီလိုအသက်90ကနေဒီလိုမျိုးဖြစ်မှပြောစကားလုံးကိုဟုတ်ပြီလားနော်အဲ့ဒါတိတ်ပြီးတော့မှဝေဖန်နေမစောနဲ့နော် အသက်ရှိရှိကြမ်းကြမ်းမာမာလန်းလန်းဖြာဖြာနဲ့နေဖို့ဆိုတာလေကုသိုလ်ကံကြီးအများကြီးပါတယ်နော်ပြီးတော့လေဘဝရဲ့နေထိုင်ပုံနေပေါ့နော်အများကြီးပါတယ်ဒါကြောင့်မလို့ငယ်တုန်းကတော့ကြမ်းမာတန်ဆွမ်းလှပနေတယ်ဆိုတာသဘာဝတရားကြီးတို့တွေလည်းအဲ့ဒါကိုဖြတ်တန်းခဲ့ပြီးပြီနော်တို့တွေလည်းဖြတ်တန်းခဲ့ပြီးပြီ အဲ့တော့တို့တွေလည်းအခုအသက်50အသက်80အသက်80နဲ့လမ်းနေတဲ့ကျမ်းမာနေတဲ့သူတွေကိုတွေ့တို့တွေလည်းအားကြတယ်။အိုးအဲ့ဒီအသက်ရွယ်ရောင်းငါတို့အဲ့လိုမှဖြစ်ပါမလားလို့အဲ့လိုစိတ်နေကြနော်အမလေးဘလို့ကြီးညာလို့ကြီးနဲ့အသက်ကြီးတဲ့သူတွေကိုမပလိမ့်နဲ့ကိုတွေအသက်ကြီးတဲ့ဘဝကိုမရောက်လိုက်ဖဲနဲ့ဘဝပြောင်းသွားမယ်ဟုတ်လားအသက်ကြီးတဲ့သူတွေကိုပလိမ့်ရမှာမဟုတ်ဘူးအသက်ကြီးတဲ့သူတွေရဲ့ဖြစ်စဉ်ဖြစ်ရနဲ့တည်ရှိမှုတွေကိုအတွေ့ယူရမှာနော်အသက်ကြီးလာတဲ့သူတွေရဲ့မျှဝေတဲ့အတွေ့အကြုံဘဟုသုတတွေကိုသင်ယူရမှာ တိလားအသက်50အရွယ်မိန်းမတစ်ယောက်ကပြောပြနေတဲ့အတွေ့အကြုံတွေဟာအသက်20နဲ့နားထောင်ရတယ်ဆိုရင်အသက်20နဲ့အသက်50ရဲ့အတွေ့အခေါ်တွေဘ ഹു တုတတွေကိုကိုကရလိုက်တာအဲ့လိုမျိုးသင်ယူရမယ်အသက်ကြီးပြီးတော့မှလိုက်ပြီးတော့မှတက်ကြီးရဲ့သူတွေကိုဗလိမ်းနေရမှာမဟုတ်ဘူး တင်လာနော်အများကြီးဖြတ်တန်းခဲ့တဲ့အတွေ့အကြုံတွေဘ ഹു တုတ္တရဆိုတာအချိန်တစ်ခုတက်တန်းတစ်ခုကိုဖြတ်တန်းပြီးမှရတဲ့ဘ ഹു တုတ္တရတွေကိုမျှဝေပေးနေတယ်ဆိုတာကဘာနဲ့မှလင်းလို့မရတဲ့တန်ဖိုးတွေအဲ့တော့လူငယ်တွေဟာအသက်ကြီးတဲ့သူတွေကိုဗလိမ့်နေတာတွေဆဲဆိုနေတာတွေဒီခေတ်မှာအရန်ပေါ်တယ်နော်အဲ့တော့ကိုယ့်ရဲ့ဘဝဟာကိုယ့်ရဲ့စိတ်အတိုင်းပဲရတာပဲ နော်လေးလာမှုတင်ယူမှုအားကောင်းတာလေးတွေဆိုယူမယ်လေးလာမယ်တင်ယူမယ်အတူယူမယ်နော်အာစူးစားမယ်ဆိုရင်ဘဝပြောင်းလဲသွားမှာမဟုတ်ဘဲနဲ့အဲ့ဒီဟာတွေကိုပဲထိုင်ပြီးတော့မှကိုယ့်ထက်သားတဲ့သူတွေအဲကိုယ့်ထက်ကြီးတဲ့သူတွေကိုဒီလိုပဲကိုတိကိုတက်ယုံနဲ့လိုက်ပြီးတော့မှဗလင်းနေကျွန်တော်တို့ကလည်းတိလို့တက်လို့ပြောတာမဟုတ်တိသလောက်တက်သလောက်ကိုပြောပြနေတာပြောလိုက်လို့ရှင်ဒီခက်ကလေးတွေကဘာပြောလဲဆိုတော့သူတိသူတက်သူသားလေးဆရာမကြီးအဲ့ဒါကြောင့်မို့ကြည်လို့မရတာဒီမိန်းမကြီးနေရာတကဘာလို့ကြည်လို့မရတာ တီလို့တက်လို့ဆိုတာထက်တီသလောက်တက်သလောက်ကိုပြောပြနေတာဒါမှသာလင်ဒီလိုမျိုးလောကကြီးကဒီလိုမျိုးအသိပညာဘဟုသုတတွေတယောက်နဲ့တယောက်နဲ့မျှဝေရင်းထဲမှာလောကကြီးကပုံမကောင်းမွန်တဲ့လောကကြီးဖြစ်မှာနိုင်ငံရက်ွက်မြို့ရွာ မိသားစုဒီလိုပဲကောင်းတာတွေကိုမျှဝေရတယ်တက်သည့်ပညာတွေကိုမျှဝေရတယ်ဒါမှသာလင်ကောင်းတဲ့လောကကြီးကိုဖြစ်မှာအဲ့တော့တက်တဲ့သူတွေကอืมကိုတက်တာကွာကိုပဲမျိုးချကိုတိတာကွာကိုပဲတိဆိုလို့ရှိရင်အသက်ပညာတွေအသိပညာတွေဘ ഹു တုတ္တရဆိုတော့ဘယ်လိုလုံးပြန့်ပွားတော့မှာလဲအဲ့တော့ကိုသူတိသူတက်အမလီဒီမိမကြီးကသူတိသူတက် ဟုတ်တယ်တိသလောက်တက်တလောက်ကို မျှဝေပေးနေတာကဲလိုချင်တဲ့သူယူမလိုချင်တဲ့သူပယ်လိုက် ဟုတ်လားဆိုတော့ကျွန်တော်ခုနပြောသလိုပဲကျွန်တော်အနှစ်90မှာတွေ့ကြုံဖြတ်တန်းခဲ့တဲ့ဘ ഹു တုတ္တတွေကိုအနှစ်20နဲ့နားထောင်ရရင်အနှစ်90ကျန်တဲ့အနှစ်30စာကိုကိုကဘ ഹു တုတ္တတွေရလိုက်တာမှန်ပါဘောစင်ကြင်မှုတွေတိလိုက်တာကျွန်တော်တို့တွေကငွေနဲ့လည်းဆုံးရှုံးမှုတွေဖြစ်ခဲ့မယ်အချိန်နေနဲ့လည်းဆုံးရှုံးမှုတွေဖြစ်ခဲ့မယ်เนาะသင်ယူခဲ့ရတာဒါတွေကိုနောက်လူတွေကငွေတွေမဆုံးရှုံးမဲနဲ့ အချိန်နေမဆုံးရှုံးမင်းနဲ့တိအောင်တက်အောင်နားလည်အောင်လို့မျှဝေတာအဲ့ဒါကိုသူတိသူသက်သူသားလင်းဆရာမကြီးဆိုတဲ့သူတွေကိုဝက်စီဘက်ပဲနော်ဝက်စီဘက်ဝက်စီဘက်ပဲဟုတ်ပြီလားနော်ဝက်စီဘက်ပဲတိတယ်နော်ဝက်စီဘက်က WTF လေတိတယ်မလားနော်ဝက်စီဘက်ပဲဂယုကိုမဆိုင်ဘူးအဲ့တော့အဲ့လိုမျိုးပြောနေတဲ့သူတွေအမေသူတိသူသက်သူသားလင်းဆရာမကြီးပါလီယာမကြီးလို့ပြောလိုက်တဲ့သူတွေကြည်လိုက်တော့တယ်စံအိုးထဲမှာစံတအိတ်ဝယ်မစားနိုင်ဘူးကဲစီတပိတ်တာပြည်အောင်ဝယ်မစားနိုင်ဘူး က်ဆန်အိတ်ထဲမှာငွေသသိန်းပြအောင်မရှိဘူးသူများကိုပဲအဲ့လိုပဲပြောတတ်တာတင်ယူခြင်းစိတ်เนาะနာခံခြင်းစိတ်အတုယူလိုစိတ်မရှိတဲ့ဟာတွေအဲ့တော့ကိုယ့်ရဲ့စိတ်နဲ့တူတဲ့ဘဝကိုပဲရကြတာအစင်မပြေလေခြင်းဆင်းရဲလေခြင်းဆိုတာလေအဲ့ဒါတွေပဲကျမတို့ဆိုဒီလိုပဲဘသူဘာလေးပြောပြောကျမတို့ဆိုနားထောင်ရတယ်အိုးနားထောင်နေကောင်းတဲ့ဟာလေးဆိုဟုတ်ပြီဒါလေးဆိုရင်မှတ်ထားမယ် ဒါလေးဆိုဩဟုတ်တာပဲကိုထက်နေမာတဲ့သူပဲဖြစ်ဖြစ်ကိုထက်မြင်မာတဲ့သူပဲဖြစ်ဖြစ်ကိုထက်ပညာတတ်တဲ့သူပဲဖြစ်ဖြစ်ကိုထက်ပညာမတတ်တဲ့သူပဲဖြစ်ဖြစ်ကောင်းတဲ့အတွေ့အကြုံဘဟုတုတလေးဆိုကိုကယူရတယ်ဟုတ်တယ်နော်လမ်းနေလုံးရတယ်မျှဝေရတယ်နော်တင်ယူရတယ်နာခံရတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့เนาะနောက်တစ်ခါကို့မှာတိထားသမျှတတ်ထားသမျှကိုလည်းပြန်ပြီးတော့မှမျှဝေရတယ် အဲ့လိုမျိုးမဟုတ်ဘဲနဲ့သူများအောင်လာပြီးကျမဆိုတစ်ချိန်လုံးပြောတယ်သူတိသူတက်သူသားလေးဆရာမကြီးအမိန့်မကြီးကြည့်လို့မရဘူးဘကိုးစားမကြီးပါလီယာမကြီးတကယ်တော့ကျမလိုလူမျိုးအများကြီးရှိတဲ့နာဟုတ်တယ်မှန်တရားတယ်ဒါမှတာလေမသိတဲ့သူတွေလူတိုင်းကအသိပညာတပြေးတည်းရှိနေတာမဟုတ်ဘူးမသိတဲ့သူတွေသိသွားမယ်နားမလည်တဲ့သူတွေနားလည်သွားမယ်ဟုတ်လားနော်အဲ့တော့သူတိသူတက်ဆိုတာလေတိမှတက်မှပြောလို့ရတာ မတိပဲနဲ့မတက်ဖဲနဲ့ပြောလို့မရဘူးအဲ့တော့ကျမလည်းဒီခါလေးကျကျမကိုယ့်ကိုငွေပန်တုံးတက်တယ်ငါဟိုလူတွေအဲ့လိုပြောနေကြတာငါရက်လိုက်ရမလားလို့ကျမစဉ်းစားတယ်ဒါပေမဲ့ကျမကိုသူတိသူတက်သူတိသူတက်လို့ပြောလိုက်တဲ့ဟာတွေကကျမလောက်အဆင်မရှိတဲ့ဟာတွေပညာငွေကြီးအောင်မြင်မှုအဖက်ဖက်အဆဆအညာညာအဲ့လိုလူမျိုးတွေကပြောနေတာနဲ့ငါကဘာဖြစ်လို့ရက်ရမှာလဲငါကြောင့်အကျိုးရှိရတဲ့သူတွေအများကြီးရှိရဆိုငါဆက်သွားရမယ်ဆိုတဲ့စိတ်နဲ့ကျမဆက်သွားတာအဲ့တော့ သူတိသူသက်သူသားလေးဆရာမကြီးပါလျာမကြီးလို့ပြောနေတဲ့သူတွေဝက်စီဘက်ပဲနော်ဟုတ်ပြီလားအဲ့တော့အဖွားကြီးဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေတဲ့သူတွေအဲ့အဖွားကြီးအသက်အရွယ်ရောက်တော့မှပြောအဲ့အဖွားကြီးအသက်အရွယ်မရောက်သေးဘဲနဲ့မပြောနဲ့ဟုတ်ပြီလားနော် ဒီမှာမြေတွင်ကျွန်တော်ပြီးဖိုင်လေးကဒီလောက်ပါပဲဒီဗျူဖိုင်လေးဖြစ်စဉ်ကတော့ဆီယမိုက်အမွန်သိန်းကမိုက်အစ်တင်ကိုကိုနံပါတ်တက်မပြောပြမယ်လေဒါအိမ်မဲတွေကားမဲတွေစုမဲတွေမဖောက်ပေးပြီးတော့ဒီလိန်စားရဲဆိုပြီးတော့ line mode တပြီးပြောလို့ဒါဆီယမိုက်အစ်တင်ကိုကလည်းဒါပြန်လည်ရှင်းပြလာတဲ့ရုပ်သံပြီးဖိုင်ကိုဒီစစ်ပက်တာပေးသွားဖြစ်ပါတယ်ဒါကတော့ဒီနောက်ဆုံးအချိန်ပေါ့နော်ဆီယမိုက်အစ်တင်ကိုကဒါဆီယမိုက်အမွန်သိန်းကိုဒီပေးလိုက်တဲ့ရုပ်သံပြီးဖိုင်လေးကိုဒီစစ်ပက်တာပေးသွားတာဖြစ်ပါတယ်ကျွန်တော် message မျိုးလေဒီဗျူဖိုင်လေးတွေကိုကြည့်ပြီးတော့ဘူတူတာတခုကိုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီဗျူဖိုင်လေးပတ်သက်ပြီးတော့အမျိုးရဲတင်မီစာချက်ကိုလည်းကျွန်တော် comment မှာ message ပေးကလေးရတဲ့ဝေဖန်ဆက်ပြီးနံပါတ်ပြ နောက်ထပ်သတင်းသစ်တွေရရှိလို့ရှိရင်ထပ်မံတိဆက်ပေးပါမယ်။မဲကျော်ဝန်ချန်နယ်နဲ့ဘူးတူတက်ရဲတဲ့အကြောင်းအရာနဲ့ဆယ်လေးသတင်းသစ်တွေကိုမြေတိဆက်ပေးပါမယ်။ကျော်ဝန်ချန်နယ်လက်ကစကောင်မဲလက်စကောင်နဲ့ Notify လေးဝန်နေခဲ့ပြီးပို့တော်ဆွေးကြည့်ပါမယ်။ကျော်ဝန်ချန်နယ်နေ့စဉ်နေ့မြတ်ကြည့်ရှုအားပေးနေပြီးတော့တဲ့ချင်းနေတဲ့ကိုကြည့်ကြည့်မယ်ဒီမှာလေ။နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြမယ်။